တကယ်တမ်းကျတော့ဟိုကျွန်တော်တို့အခုဖြစ်သွားတယ်ဆိုတော့မြန်မာပြည်ထဲမှာနေတဲ့ကျွန်တော်မြန်မာပြည်သူပြည်သားညီကောင်မတွေပဲလေဒီလိုမျိုးကြီးဟိုဘလို့နီးနေမှမဖြစ်စေချင်ဘူးအဲ့တော့ကျွန်တော်တို့နိုင်ငံမှာဘေးတွေအများကြီးကြုံရတဲ့အပေါ်မှာအခုငလင်ဘေးဆိုလည်းတော်တော် ဆိုးတယ်လေအဲ့တော့ဖြစ်ပြီးသွားပြီဆိုတဲ့ကိစ္စကြီးတစ်ခုမှာနောက်နောက်ဒီလိုမျိုးမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းအောင်ပါဗောလေ အခုကျွန်တော်အနေနဲ့ကတော့ဒါဟိုကိုတက်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းပေးတယ်ပြီးတော့လူငွေတွေလည်းစုပြီးတော့ကောက်ခံပြီးတော့ကျွန်တော်ညီကောင်အားသွားလူကြအောင်ပဲပြီးတော့ကြုံကြိုက်နေတဲ့ဖြစ်တဲ့နေရာတွေအကုန်လုံးနေရာတိုင်းမသွားနိုင်ဘူးဆိုရင်သွားနိုင်တဲ့နေရာမှာအဲတွေ့တဲ့အမျိုးတွေနဲ့ပြည်သက်တွေနဲ့ကျွန်တော်ခွန်အားတွေပေးခဲ့ကြမယ်အဲဒီလိုမျိုးစဉ်းစားထားပါတယ်အဲဒီနေ့ကတော့ဒါ အဲအဲ့ဒါဒီငလင်ပေးတော့ကျွန်တော်ကဝင်ပြီးတော့ volunteer ဝင်လုပ်ပေးတဲ့သဘောပါဟုတ်အဲကျွန်တော်တို့နှွေးမြာဒီကောင်မတော်နေအကုန်လုံးကလည်းသူတို့ပါဝင်တဲ့နေရာနဲ့အားဖြစ်ပြီးတော့ ကုန်လှူကြတယ်အဲ့တော့ကျွန်တော်ကလည်းအားပြပြီးတော့ဘာပါဝင်လို့ရမလဲဆိုတဲ့ပုံမှာပူတည်ပြီးတော့ပါဝင်တာပေါ့လေအဲဒီမှာဆိုရင်အခုတို့လှူထားတာပေါ့နော်သိန်း1400ကျော်ပြင်ဟိုဒီမှာကျွန်တော်နေနေဒါကုသူလေးရတယ်ပေါ့လေဟိုကားဝယ်စီးမဲ့သူအတွက်လည်းကုသူလေးရမယ်ကားလည်းစီးရမယ်အဲ့လိုသဘောမျိုးပါဟုတ်အဲတကယ်တမ်းကျတော့ဟိုကျွန်တော်တို့အခုဖြစ်သွားတယ်ဆိုတော့မြန်မာပြည်ထဲမှာနေတဲ့ကျွန်တော်မြန်မာပြည်သူပြည်သားညီကောင်မောင်မတွေပဲလေဒီလိုမျိုးကြီးဟိုဘလို့နီးနေမှမဖြစ်စေချင်ဘူး တော့ကျွန်တော်တို့နိုင်ငံမှာဘေးတွေအများကြီးကြုံရတဲ့ပုံမှာအခုငလင်ဘေးဆိုလည်းတော်တော်ဆိုးတယ်လေအဲ့တော့ ဖြစ်ပြီးသွားပြီဆိုတဲ့ကိစ္စကြီးတစ်ခုမှနောက်တော့ဒီလိုမျိုးမဖြစ်ပါသေးနဲ့လို့ပဲဆုတောင်းရမှာပေါ့လေအခုကျွန်တော်အနေနဲ့ကတော့ဒါဟိုကိုတက်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းပေးတယ်ပြီးတော့လူငွေတွေလည်းစုပြီးတော့ကောက်ခံပြီးတော့ကျွန်တော်တို့ညီကောင်ကသွားလှူကြအောင်ပဲပြီးတော့ကြုံကြိုက်နေတဲ့ဖြစ်တဲ့နေရာတွေအကုန်လုံးနေရာတိုင်းမသွားနိုင်ဘူးဆိုရင်သွားနိုင်တဲ့နေရာမှာအဲတွေ့တဲ့အမျိုးတွေနဲ့ပြည်သက်တွေနဲ့ကိုကျွန်တော်ကွန်အားတွေပေးခဲ့ကြမယ်အဲဒီလိုမျိုးစဉ်းစားထားပါတယ်ဟုတ်အဲအခုဖြစ်ပြသွားတဲ့အရာမှာဟို အားပေးစကားနှစ်သိစကားပြောဖို့စကားလုံးတော်တော်ရှားပါတယ်ဘာလို့လဲဆိုတော့ဟိုတကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်အဲကျွန်တော်အနေနဲ့ကတော့နောက်နောက်ကိုအခုလိုမျိုးကဆိုးဘေးဆိုးကြီးတွေထပ်မဖြစ်ပါစေနဲ့လို့ဆုတောင်းပါတယ်ပြီးတော့ဖြစ်ပြီးသမျှအရာတွေအားလုံးလည်းအဲနောက်ထပ်အဆင်ပြေချောမှုစွာနဲ့ပြန်လည်ရှင်းသင်နိုင်ပါစေလို့လည်းဆုတောင်းပါတယ်အဲတကယ်လှူဒန်းပေးကြတဲ့ညီကောင်မောင်နှမတွေကျွန်မိဘပြည်သူများအားလုံးလည်းကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲသိန်းကိုတောင်းနဲ့ချီပြီးထောင်နဲ့ချီပြီးလူနေတန်းနေပေးနေကြတယ်ဆိုတာ တော်တော်စိတ်ရင်းစင်တာနဲ့မရပါဘူးကိုကိုလူမျိုးချင်းချင်းဒါချစ်လို့နော်ဟိုအခက်ခဲတွေပြည့်လည်စေခြင်းလို့လူတန်းပေးကြတာအခုလိုလူတန်းပေးတဲ့အတွက်လည်းအများကြီးအဆင်ပြေပါစေအဲနောက်နောက်လည်းဒီတစ်မကလူနိုင်တန်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်